ားလုံးမင်္ဂလာပါဗျာဖုန်းကနေနေပြည်နယ်ပြည်နယ်ကျေးဇူးပါတယ်ဗျာဒီနေ့မှတော့ဖုန်းပေါ်မှာရှိတဲ့ component လေးနဲ့မိတ်ဆွေများကိုမိတ်ဆက်ပေးမှဖြစ်ပါတယ်ကျွန်တော် comment တွေမေးထားတယ်ပေါ့နော်အကိုကြီးဖုန်းမှာရှိတဲ့ပစ္စည်းလေးနဲ့အကြောင်းလေးတွေပြပြပေးပါအောင်ဆိုတော့ကျွန်တော်ဆက်လက်ပြီးမြောက်ပေးမှဖြစ်ပါတယ်ဗျာ okay ဒါဆိုကျွန်တော်ကစကေဘုတ်ပေါ်မှာပစ္စည်းလေးလို့တစ်ချက်လောက်ကြည့်ကြည့်လိုက်မယ်ဘယ်စကေဘယ်စကေဘုတ်နေနေပေါ့နော် okay တော့ကျွန်တော်ရှင်းလင်းလေးဖြစ်တော့ okay ဒါဆိုရင်ဒီမှာဒီဒီကဒီကလောဆယ်ကျွန်တော်မီဆိုက်ကေပုတ်နဲ့ဒါက Huawei ဆိုက်ကေပုတ်ပေါ့အပြီးကျွန်တော် Samsung ဆိုက်ကေပုတ်တွေကျွန်တော်အဲ iPhone circuit board တွေကျွန်တော်နောက်ရက်ဒီမှာ activity ရဲ့ဆက်လက်ပြီးမျှဝေပေးမယ်เนาะဒါပေမဲ့ဘယ်အောင်ပဲမျှဝေမျှဝေအားလုံးကအတူတူပါပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်နေ phone circuit board တွေမှာဘာတွေပါလဲဆိုတော့အဲကျွန်တော်ကျွန်တော်မိတ်ဆွေများဒီမှာဒီဒီမှာဒီမှာတွေ့ရတဲ့အတိုင်းပဲပေါ့เนาะကျွန်တော်တို့ကဒီမှန်တက်မယ်ဆိုလို့ရှိရင်မှန်ထိုင်လေးပါမယ်အဲခုနကပိုင်းတော့မှန်မှန်တက်မယ်ဆိုရင်မှန် socket ထိုင်လေးလေး finger ပါလေဆိုရင် finger socket ထိုင်လေးတွေအဲလိုမျိုးဒီ power key ထိုင်လေးတွေတချို့ကဒီအပေါ်လေးမှာတက်တက်ကြတယ်တချို့လည်းဒီအောက်မှာတက်တက်ကြတယ်โอเคဒါကကျွန်တော်တို့ရေး ဒီအပေါ်နဲ့အောက်နဲ့ဆက်ပြီးတဲ့ခါကျိုးပေါ့နော်အဲဒီမှာအပေါ်အပေါ်တော့မအပေါ်နဲ့အောက်နဲ့ဆက်ပြီးတဲ့ခါခါကျိုးလေးတွေအဲအဲ့လိုအပေါ်နဲ့အောက်နဲ့ဆက်ပြီးတဲ့ခါကျိုးလေးတွေပါမယ်အဲโอเคပြီးတော့ဒီကင်မရာလေးကအလုံးပြောစမ်းမလို့အလုံးသိမယ်လို့ထင်ပါတယ်နော်ဒီမှာကင်မရာလေးတွေโอเคကင်မရာလေးတွေအဲကင်မရာလေးတွေကင်မရာလေးတွေဒီမှာတော့ကင်မရာလေးတွေပါမယ်အဲ့တော့ကျွန်တော်တို့ကဒီဖုန်းတွေအားလုံးအားလုံးမှာတူတာတူတာလေးအကုန်လုံးအများကြီးပါပဲဘာတူလဲဆိုတော့ကျွန်တော်တို့ကအဲတော့ကျွန်တော်ခေါ်လိုက်ပြီโอเค โอเคကျွန်တော်ခေါ်လိုက်ပြီးဆိုတော့ဒီမှာပါတိုင်းကျွန်တော်တို့ပါတိုင်း IC ဒီအားလုံးတူတူပဲကျွန်တော်အရင်ပြီးမှပြောခဲ့တူပဲကျွန်တော်တို့က software IC ကိုခေါ်တဲ့ EMC ပါမယ် CPU အားလုံးထိန်းချုပ်ထားတဲ့ဆရာကြီးပုံတော့အားလုံးထိန်းချုပ်ထားတဲ့ CPU ပါမယ်အဲ့တော့ကျွန်တော်တို့ကဒီ CPU မှာလဲ CPU တို့ရ IC နံပါတ်ရှိတယ်လို့ EMC ရဲ့ IC မှာလည်းသူ့နံပါတ်လေးသူရှိတယ်ဒီဒီနားလည်းပဲသူ့ IC နံပါတ်လေးရှိတယ်အဲကျွန်တော် A 6108ဘလောက်ဘလောက်ဘလောက်ဘာညာသူကသူသူ့နံပါတ်လေးသူ့ပါတယ်တကယ်ဒီအားကောင်လေးမကောင်းလဲမဲ့ဆိုလို့ရှိရင်ကျွန်တော်ကဒီဒီမှာရှိတဲ့ IC နံပါတ်လေးကိုကြည့်ပြီးလဲရတယ်ဟောဒါကတော့အော်ကျွန်တော်ဒါတော့ P60 ပဲကွာဆိုပြီး P60 IC ကောက်လေးလို့မရဘူးဒီလိုမျိုးသူ့မှာပါတယ်နံပါတ် IC လေးနဲ့တူပြီးတိုက်ပြီးရောဝယ်ရတယ်အဲအဲ့လိုမျိုးတိုက်ဝယ်တာပေါ့နော်သူဒါသူ့နံပါတ်တိုင်းပြန်ဝယ်တယ်သူ့နံပါတ်တိုင်းပြန်ထည့်ရတယ်အဲ့ဒါမှတင်နေအောင်တာပေါ့နော်โอเคအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒီအများဆုံး အဲကျွန်တော်ဒီကောင်လေးရဆက်ခွာကြည့်လိုက်မယ်အဲခွာမယ်ဆိုဒီကောင်လေးရကျွန်တော်အခုလိုမျိုးအလွယ်တဲ့တကူခွာလို့ရတယ်အခုနောက်ပိုင်း model တချို့ model ကအဲ့လိုအလွယ်တကူခွာလို့မရဘူးအပူပေးပြီးမှခွာတာမျိုးလေးရှိတယ်ဒီကောင်လေးရတော့အပူပေးစမလို့ဘယ်နဲ့အပေါ်ဖုန်းလေးတခါလေးခွာလို့ရတယ်အဲကျွန်တော်ဒီကောင်လေးတွေဒီမှာရှိတဲ့ဟာလေးဆက်ခွာမယ်ဆိုလို့ရှိရင်လည်းအဲကတ်တာလေးတွေအချုံကတ်တာလေးတွေတုံးလို့ရတယ်အချုံကတ်တာလေးမရှိဘူးဆိုလို့ရှိတယ်အခုလိုမျိုးလက်သက်ညက်လေးနဲ့ဒီမှာနော်အဲတော့ဒီမှာ လက်သက်ညက်လေးအဲအဲ့လိုအဲ့လိုလက်သက်ညက်လေးဒီအစုံလေးလေးအောက်ကပစ္စည်းလေးတွေပေါင်မသွားအောင်လို့ကျွန်တော်တို့ကအတားလေးအတားလေးအတားလေးလိုက်ဖဲ့မှာပေါ့နော်ဒီမှာအခုတခါကြလို့ရှိရင်ဘုတ်အကောင်းယူကောမှာကိုအဲ့လိုဖဲ့လိုက်လို့အဖဲ့မတက်ပဲနဲ့ပြတ်သွားတာမျိုးလည်းရှိတတ်တယ်နော်ဒါကြောင့်မို့ဒီကောင်လေးတွေဖဲ့တာလေတအောက်ကယူဆိုင်တာဖြစ်ပါတယ်ဗျာဒီမှာနော်မတဲတဲလေးဆိုရင်ဒီမှာသူအစုံလေးနေရှိတယ်အဲစုံလေးလေးကိုတာလေးရှောက်ဖြတ်လိုက်မယ်အဲဒါဆိုရင်ဒီလေးဟာလေးဒီကိုလှုပ်ခြင်းလို့ပြင်ခြင်းတွေမျိုးဖြုတ်ခြင်းတွေမျိုးတက်ခြင်းတက်လို့ပြင်လို့ပြုတ်လို့ရတာပေါ့နော်မဟုတ်နော်โอเคဒီမှာနော် โอเคဒါဆိုလို့ရှိရင်လည်းဒီမှာဒီအဆလေးတွေအောက်ကိုလည်းတားပြီးသွားထိလို့မရအောင်เนาะအောက်ထိလိုက်တာနဲ့အောက်ကဟာလေးပဲ့သွားရင်ကျွန်တော်တို့တွေတိုင်ပတ်သွားနိုင်တယ်အဲ့တော့ပြန်ထည့်လို့ရတဲ့ဟာဆိုကိစ္စမရှိဘူးပြန်ထည့်လို့ပစ္စည်းမရှိတဲ့ဟာဆိုရင်ကျွန်တော်တို့ရောရောကင်းဆိုင်နိုင်တယ်အဲဒါတရားမျိုးလေးဒါဒါဆိုလို့ရှိရင်ဒီမှာကြည့်လိုက်โอเคဒီမှာဒါဆိုရှင်တွေ့တွေ့နေရာလေးလမ်းကြောင်းလေးတွေဖြုတ်မလားတက်မလားအောင်လို့ရှင်းသွားပြီโอเคအဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီကျွန်တော်ကျွန်တော်ကျွန်တော်ရင်ပြောသလိုပဲ wifi ဒီမှာကင်မရာပါတယ်ဒါကြောင့်မို့ကင်မရာ IC လည်းပါတယ် wifi ပါတယ် wifi IC ပါမယ်အတန်ထွက်တဲ့ကြောင့်မို့ audio IC ပါမယ်အဲကျွန်တော်တို့လိုင်းတက်တယ်ဖုန်းလိုင်းတက်တယ်ဒါကြောင့်မို့ဖုန်းလိုင်း IC ပါမယ် Bluetooth IC ပါမယ် Bluetooth နဲ့ Wi-Fi နဲ့အတူတူပဲတွဲထားတာများတယ်ဒါကြောင့်မို့ Wi-Fi ပြည့်ရင် Bluetooth လည်းပြည့်တယ် Wi-Fi ကောင်းရင် Bluetooth လည်းပြန်ကောင်းလာမယ် Okay ဒါဆိုလို့ရှိရင်ဒီဒီမှာရှိတဲ့ IC တို့ဒီလိုမျိုးချက်ချက်ကလေးလေး ချက်ချက်ကလေးပိုင်ဟောဒီမှာတွေ့ရတာလို့မသိဘူးเนาะဒီလိုချက်ချက်ကလေးချက်တာတဲ့ IC ဆိုရင်ဒါဆိုရင်သူက PAIC ဖြစ်ဖို့များတယ်လိုင်း IC ပေါ့เนาะကျွန်တော်လိုင်းကြီးတက်တဲ့ IC တိုင်စီမကောင်လို့ရှိရင် Redmi 8 8A တွေမှာဒါလေးလဲပြီးမှလိုင်းပြန်တက်သွားတာမျိုးတွေရှိတယ် Okay ဒါဆိုရင်ဒီအကြမ်းမြေတော့တိပြီးထင်ပါတော့ဒီဟာလေးကတော့ကျွန်တော်စင်းအိမ်စင်းအိမ်ကတော့ဒီဖုန်းတိုင်းမှာပါတယ်တချို့ modern phone တွေဆိုရင်စင်းအိမ်ကိုအောက်တွေမှာတွဲထားမျိုးတွေရှိတယ် โอเคအဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီပုံမှာပါတဲ့ပြစ်ပစ္စည်းလေးတွေโอเคဒါဆိုဖုန်းသလုံးကြည့်လိုက်တဲ့အဲ့ power IC ပကောင်းဆိုလို့ရှိရင် power IC ကဘယ်ယမ်းမသိဘူးဖြစ်နေတတ်တယ် power IC ကျွန်တော်တို့က power IC ကိုကြည့်လိုက်တဲ့ power IC ရဲ့ဘယ်ယမ်းတန်းသိတဲ့အချက်လေးရှိတယ်အဲ့ဒါအဲ့ဒါဘာလဲဆိုတော့ဒီမှာဒီမှာဒီဖုန်းဆိုကြည့်လိုက် power IC အဲ power IC ဘယ်ယမ်းလဲဆိုရင် power IC ကဒီဟာပဲဖြစ်ပါတယ်ဒီမှာ power IC ကကျွန်တော်တို့ဘေးမှာအဲ့သူ့ရဲ့ဘေးဘေးဘေးပက်ပက်ပလဲမှာလဲအဲ့လိုမျိုးဒါဆိုရင်အဲ့ဒီမှာမဟုတ်နော် diode တို့ coin တို့အဲ့ဒီမှာ diode တို့အဲ့လိုမျိုးမှာ ကက်ပစ်စတာလေးတွေဒီလိုအဝါလေးဆိုကက်ပစ်စတာလေးတွေပေါ့နော်ဒါဆိုကက်ပစ်စတာအဝါအဝါတုံးလေးပေါ့ကက်ပစ်စတာတို့တာမီနတာတို့အပူခံပေးတဲ့ဟာလေးပေါ့နော်အပူကျွန်တော်တို့အပူတွေကိုထိညိပေးတယ်ဒီဒီဒီကောင်ဆိုလို့ရှိရင်လည်းအားတွေအတော်ဥပမာဆိုကြပါစို့ဒီဖုန်းကဒါကျွန်တော်တို့ဆိုကြပါစို့သူ supply နဲ့ချိမယ်ဆိုရင်ဆိုပါပါစို့အ4 by 2 ठी ပဲခံတယ်အဲ့တော့ကျွန်တော်ကမာရင်းပြီးတော့ကျွန်တော်တို့11တို့10တို့သွားချိမိမယ်ဆိုလို့ရှိရင် IC လောင်တယ်အဲ့လို IC မလောင်အောင်လို့ဂျားတွေကနေပြီးတော့ဒီကောင်လေးကိုခံထားပေးတယ်အဲ့တော့ဒီကောင်လေးကိုလောင်တယ်ဒီကောင်လောင်ပြီးမှဒီ IC ကိုလောင်မယ်အဲ့အဲ့လိုမျိုးပေါ့သူနဲ့အဆက်မတန်ဘိုးတွေတအားသွားကြွေးမိလို့ရှိရင်အဲ့လိုအဲ့လိုဒီမျိုးအလောင်တက်တာအောင်လို့ဒီကောင်လေးတွေထားပေးတာဖြစ်ပါတယ်ဒါအောင်လို့ကျွန်တော်တို့ capacitor တို့ခေါ်ပါတယ်အဲ့တော့ဖုန်းလေးမှာဖုန်းတွင်းထဲမှာဘာတွေပါမယ်ဆိုတော့ capacitor တို့ register တို့အဲဒီမှာ register တို့ terminator တို့အဲအစားဖြစ်ပေါ်တော့ဒီဟာလေးပဲပါတာကျွန်တော်အများပြား ဒီအများကြီးဒီရှိတယ်အများပြားအများပြားတော့ဒီမှာပါတယ်ဒါပေမဲ့အသုံးဝင်တာတွေအသုံးများတာတွေ short ဖြစ်တာတွေအဲကောင်လေးပဲဖြစ်တာများတယ်အဲ့တော့ကျွန်တော် coin တွေဒီမှာ coin တွေဒီမှာဒီမှာလောင်တက်တယ်ဒိုင်းအုပ်တွေနော်ဒိုင်းအုပ်တွေဒိုင်းဒိုင်းအုပ်တွေလောင်လောင်တက်တယ်ကွိုင်းတွေလည်းကွိုင်းတွေလောင်တက်တယ် အဲကျွန်တော်တို့ဒီမှာဒီမှာဆိုလို့ရှိရင်ဒါဆိုရင်အာ CPU နဲ့ EMC ဖုန်းတွေကိုကြည့်လိုက်အကြီးဆုံးဟာတွေက CPU နဲ့ EMC ပဲဖြစ်ပါတယ်ဒီမှာဒီမှာဆိုလို့ရှိရင် CPU နဲ့ EMC ဒါသူနှလုံးအကြီးဆုံးပဲဒါပဲဘာမှခွဲစားမလို့အကုန်တိတယ်အဲ့တော့မှအတိတစတတိကြကြလေးတိချင်းသူ့ကိုမှန်မှန်ဘလူးနဲ့ကြည့်ကြည့်လိုက်အဲမှန်ဘလူးနဲ့ကြည့်ကြည့်လို့ရှိရင်ကျွန်တော်တို့ဒီဘယ်ဟာ CPU ဘယ်ဟာဟို media tech လို့တချို့ဆိုရင်ကွက်ကုန်းလုံးဆိုရင်ကွက်ကုန်းလို့ရေးထားတယ်မီဒီယာတက်ဆိုရင်မီဒီယာတက်လို့ရေးထားတယ် အဲဒါဒါဆိုလို့ရှိရင်ကျွန်တော်တို့တွေဘယ်ဟာ CPU ဘယ်ဟာ EMC တိတာတိတာလေးကျွန်တော်တိနိုင်ပါတယ်။ Okay အဲဆိုလို့ရှိရင်ဒီဒီမှာလည်းကြက်ကြည့်လိုက်ပါဒီဟာလေးတွေဥမဥမစကြပါဆိုကျွန်တော်တို့ကရေဝင်သွားပြီးတော့ဒါလေးပြတ်သွားတယ်ဆိုဒါလေးတွေလည်းအစ်စ်လဲလို့ရတယ်။ဒီထန်နေတဲ့အစ်စ်လာတယ်အစ်စ်လဲလို့ရတယ်တော့မဟုတ်ဟောင်းအောင်နေပြန်ဖြုတ်သုံးလို့ရတယ်။ Okay ဒါဆိုတခြား IC တွေကိုကြည့်ကြည့်လိုက်တခြား IC တွေမှာအခုလိုမျိုးတ တူလိုမျိုးပေါ့နော်ဒါဆိုရင်ဒီဖုန်းမှာဆိုဘယ်မှာဘယ်က power IC မှမသိဘူးဖြစ်နေလိမ့်မယ်ဒါဆိုရင်ဖုန်းကိုတစ်ချက်ကြည့်လိုက်တာနဲ့ဒီမှာကြည့်လိုက်ဒီမှာသူ့မှာတပည့်တပည့်နေအများကြီးပဲအဲကျွန်တော်အရင်ပြီးတော့ပြောခဲ့တိုင်းပဲဘေးမှာ capacitor တွေ register တွေ diode တွေအဲ့လိုသူ့ဘေးရင်ပတ်ပတ်လဲဝိုင်းရင်အများကြီးဟာဆိုရင်ဒါ power IC တို့တန်းသိနေပါတယ်ဒီမှာနော်ဒါဆိုဒါ power IC တို့တန်းသိနေပါတယ်ကျွန်တော်ဒီဖုန်းဟာကျွန်တော်ဘယ်က power IC ဘယ်က media မှာဘာရှိလဲဘယ်နဲ့မှာဘာဘာရှိလဲဆိုတာတော့ကျွန်တော်တို့ပြင်မှုတဲ့ကျွန်တော်လည်းပြင်မှုတဲ့လုံးတွေပဲသိတယ်မပြင်မှုတဲ့လုံးတွေဆိုကျွန်တော်လည်း ဟိုတက်တက်ကြီးတခါတည်းတက်မသိဘူးပေါ့တေချာလေးဟိုတေချာလေးစီးစက်တယ်လေးကြည့်မှတာနေတိတယ်ပေါ့ဟုတ်ပြီဒါဆိုဒါဆိုကျွန်တော်ကဘယ်လိုတိအောင်လုပ်မလဲဆိုတိအောင်လုပ်တဲ့နည်းတွေအများကြီးပဲရှိပါတယ်အဲ့တော့ကျွန်တော်တို့လေဒီဒီဂူခဲမှာအလွယ်တကူရှာလို့ရပါတယ်ဟိုမှာဆိုကြပါဆိုမီကျွန်တော် Redmi Note Note 10ရဲ့ကျွန်တော်တို့ရဲ့သိချင်တယ်ဆိုရင် Redmi Note 10 and diagram ဆိုပြီးရှာလိုက်အဲ့တော့နောက်ပြီးတော့မှာတော့ကျွန်တော် diagram ကြည့်နေတယ်ဆက်လုပ်ပြီးမရအောင်ပြင်ပါတော့အဲ့တော့ကျွန်တော်တို့ diagram ဆိုလို့ရှိရင် အဲ့တွေ့တိုင်ကနေပတ်သက်တဲ့ဟာကြီးကြာလာမယ်ဖိနှံမှာဘိုင်းစီအဲ့တော့ ICO မှာဒီဟာဒီဟာလေးတွေဆိုလို့ရှိရင်1 1.2ပို့ရှိတယ်ဒီဟာဆိုလို့ရှိရင်2ပို့ရှိတယ်ဘယ်က1 1.2 ဝမ်ပိုးရှိတယ်ဆိုတာလေးလေးကိုလည်းသူ့အတူပါပြီးသားသူ့ပါတာနဲ့ကျွန်တော်တို့ကလည်းအတိအကျသိအောင်ကိုယ့်ကိုမီတာနဲ့လိုက်တိုင်းကြည့်မယ်ဆိုလို့ရှိရင်တကယ်ပဲအဲ့လိုမျိုး1 by 2 1 by 2ပါတယ်โอเคအဲ့လိုအဲ့လိုမဟုတ်ပါနဲ့သူပြောတဲ့အတိုင်းပေါ့နော်သူရဲ့သူရဲ့ diagram မှာသူ့ရဲ့ diagram မှာကကျွန်တော်တွေ1 by 2ဖြစ်နေဖြစ်နေတယ်ဒါပေမဲ့ကျွန်တော်တိုင်းကြည့်တဲ့အခါမျိုး1 by 2ရှိမနေဆိုလို့ရှိရင်ဒါကိုသိချတယ်အဲ့ကောင်ပြတ်နေတယ်ဒါမှမဟုတ်ပွင့်နေတာပေါ့နော်အဲ့တော့ကျွန်တော်တွေဒီဒီအဲဒီမှာအားလုံးကကျွန်တော်တို့ရဲ့ တစ်ခုတစ်ခုဖြစ်တယ်ဆိုရင်နှစ်ခုပဲဘုံเนาะဘာဘာနှစ်ခုလဲဆိုတော့ပြက်ရင်ပြက်မပြက်ရင်ပွင့်ဒါပဲဒါပဲဖြစ်တာဘုံเนาะအဲ့တော့ကျွန်တော်တို့ဒါ short ဖြစ်တယ်ဆိုတော့လေဒါလမ်းကြောင်းပြက်သွားတယ်ဘုံเนาะโอเคအဲ့ဒါကိုလည်းကျွန်တော်တို့လမ်းကြောင်းပြက်သွားလို့ရှိရင်လည်း short short ဖြစ်တယ်ပေါ့ပွတ်ဒါမှမဟုတ်လည်းပွင့်တယ်ပေါ့